မြန်မာနိုင်ငံမှာရှိတဲ့ကလေးတွေကိုမင်းအောင်နိုင်ငံနေပြီးအကြောင်းတွေအစားဘုံတွေကျဲပြီးကျောင်းပေါင်း338ကျောင်းထိဘုံကျဲခဲ့ပြီးဖြစ်ပါတယ်။ဒါအထဲမှာပဲကလေးတွေဘလောက်အယောက်ပေါင်းများစွာဒီကိန်းနစ်နာတည်ဆုံးခဲ့ရလဲဆိုတာကတော့ဒီကြွလို့မြင်ရနိုင်တဲ့ဒါတို့ကဖြစ်ပါတယ်။ဒီစားနဲ့ပတ်သက်ပြီးတော့ဒီလိုမြင်တိုင်းမှာအခုလိုမျိုး10မိနစ်အစာမရှိတဲ့ဗီဒီယိုလေးတစ်ပုဒ်ကကျွန်တော်တို့တွေအမြဲတမ်းဒီတွေကဖြစ်နေမဲ့ဗီဒီယိုလေးတစ်ပုဒ်ဖြစ်ပါတယ်ဒီလိုမျိုးတော့ကျွန်တော်တို့တွေကနှစ်ပေါင်းများစွာ၈၀နိုင်ငံပြည်နိုင်ငံဘလောက်တွေတိုးတက်ပြီးတော့ကလေးတွေရဲ့စိတ်လုံခြုံမှုဘလောက်ရှိမလဲဆိုတာကတော့ ြည့်ကြည့်စရာမလိုပါဘူး၊ဝေ့ကြည့်အောင်လုပ်နိုင်မှာဖြစ်ပါတယ်။ရီမော့ကရီမော့ကဆော်လိုက်ပါ။ဟိုရီမော့ဆော်လိုက်အယုတ်ကောက်ပြောတာ။အာ။ပြန်လာနိုင်လားဒီလူလား။ဟုတ်ကဲ့။ဟောရှာပေးမယ်။ရီမော့ကတော့တင်းတင်းပေါ့ပြန်။ဈေးနဲ့ဆိုပြ။ဟောဈေးမဲ့နော်။အားလုံးကိုကိုကိုဆိုင်ကိုနဲ့ဆိုင်နဲ့တရားမယ်နော်။ညာမပြေအောင်။ဆက်ပြီးဆက်ပြီးဗိုက်စကန်။ဆက်ပြီးဆက်ပြီးရပါလိမ့်။ ိုင်းရပါလေပြည့်စည်ရပါလေဘာမှကားမဟုတ်ကန္နိစာအိန္ဒိယနိုင်ငံကအိန္ဒိယနိုင်ငံကကောင်းတာဖြစ်တယ်။ဂျာပန်ဆင်ကတည်နိုင်တာတော့လား။ကန္နိယာအိန္ဒိယနိုင်ငံကကောင်းတာ။ဒီမှာဖြစ်လိုက်တိုင်း ်များမှုဖြစ်လိုက်တယ်ပြည်သူစစ်တွေကိုခေါ်စစ်တယ်ပြည်သူစစ်တွေကိုမတင်ငါကြီးတယ်ပြည်သူခေါ်မိတယ်အော်မီတာသန်ခိုင်မှုဆိုလည်းဒီတိုက်မဲ့ပြည်သူစစ်ကိုတများမှုနဲ့ခေါ်စစ်တယ်ရိုက်တယ်ကလေးတွေကသေးသွားအင်းတို့ကလေးတွေကိုကြစားကန်လို့တို့ကလေးတွေကသေးရတယ်ကလေးအမေကြီးများနော်နောက်ပြီးဆုံးမိကုန်းချုပ်စကားနဲ့ငါပြောလိုက်မယ်ဒီအကျန်းဖက်ပြီးတည့်ရတဲ့နွန်းတို့ကလေးကိုနွန်းတို့မကြွေးနိုင်တော့နွန်းတို့ကိုနွန်းတို့ပြန်ပတ်လိုက်တာရောမဖြစ်နိုင်ဘူးလားဟမ်ဟမ်ယူဆလို့အများကြီးရနော်နွန်းတို့တက်မတော်ကြောင့်အမြဲထိုးနေတက်မတော်ဘောမာတွေပါတယ်တက်မတော် ကဲကိုစိတ်နဲ့ကိုနှိုင်းနေဆိုလိုပါပဲတွေးနိုင်ရင်အခုလိုမျိုးလုပ်တယ်ဆိုတာကတော့ပါဇက်နဲ့တော့ပြောစရာစကားမရှိတော့တော့ဒီဘုံမာတွေပြောနေစကားဖြစ်ပါတယ် လိုက်မျိုးတွေအားလုံးပဲငလင်ပေးနေမိပြီးတမများဆုံးကင်းဝေးကြပါစေဆုတောင်းပေးနေမယ်ကျွန်တော်ရဲ့ကိုကြက်ရိုပရိုဒူရှင်ချန်နယ်လေးရပြန်နေကြိုဆိုလိုက်ပါရစေဗီဒီယိုလေးတွေရရှိမလို့သွားပေးကြမှာတော့ယနေ့မေလ18ရက်နေ့စနေနေ့ရညပိုင်းထိနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့တော်လိုက်မျိုးတွေအားလုံးပဲအဆုံးထိချိပေးဖို့ဒီနေရာနဲ့ထိမှန်တောက်ဆက်လိုက်ပါရစေညမှာတဲ့သတင်းကောင်းတွေပဲဖြစ်တဲ့အတွက်အားရပါရနဲ့နားဆင်အောင်မနေတာတခုဖြစ်ပါရစေပရောင်းဆုံးသတင်းတပုံနေနဲ့ကတော့တောင်သာမြို့နယ်မှာလဖေးတောက်နေတဲ့လေတက်ဘူကြီးကြီးဖေးလင်းပြန်နှောင်းဝင်မှတ်၄၄နှစ်6နှစ်နဲ့သူ့ဘက်ကို ဒီနေ့မနက်9:55မိနစ်အချိန်မှာပြည်သူ့လူမျိုးရေးတပ်မတော် PLA အမှတ်၈၅တဖွဲ့ကနေပြီးဝင်ရောက်ပြီးတော့နှီးကရှင်းလင်းခဲ့ရမှာတော့နေရာမှာပဲမြောင်းတဲ့ကောင်းဆိုင်ပြီးတော့ပွဲချင်းပြီးသွားကြောင်သိရှိရပါတယ်။ကိုတိုင်းဒေသကြီးမှာလည်းလေတက်ပူကြီးထိန်လင်းရဲ့မိသားစုဝင်တွေရှိတယ်ဆိုတဲ့သတင်းရရှိတာနဲ့အတူမိသားစုဝင်အကုန်လုံးကိုဖမ်းဆီးသွားပြီးလက်ရှိအချိန်မှာကလေတက်ပူကြီးထိန်လင်းဟာပြည်သူတွေကိုဘုံကျက်နေတဲ့စစ်တပ်ရဲ့အထက်မှာဝင်ရောက်တောင်းဝင်ထမ်းဆောင်နေရဖြစ်တဲ့အတွက်ထပ်မံကျင်းမယ်ဆိုရင်တော့မိသားစုတွေကိုအားလုံးကို ညတာမှမဟုတ်ကြောင်းကိုလည်းထုတ်ပြန်ထားတဲ့ပုဂ္ဂိုလ် PDF အဖွဲ့ကလည်းကြီးညာချက်ကိုလည်းတွေ့ရှိထားတာဖြစ်ပါတယ်။နောက်ထပ်သတင်းမှာတော့စစ်ကောင်စီကကလေးတွေကိုအစုလိုက်ပြုံလိုက်အခုလိုမျိုးဘုံကျဲလုံနေမှုကိုတရုတ်နိုင်ငံကတားဆီးပေးရန်မြန်မာနိုင်ငံဆိုင်ရာထူးကြံပေးကောင်စီ SACM ကနေပြီးတောင်းဆိုလိုက်ပါတယ်။တရုတ်ကူညီဖြင့်မြန်မာစစ်တပ်ဟာလိန်ဘုံများပြည်တွင်းတွေမှာထုတ်လုပ်နေတယ်လို့လည်းပြန်ပြောဆိုထားတာတွေ့ရှိရပါတယ်။အကြမ်းမဲ့စစ်ကောင်စီကကလေးသူငယ်များကိုအခုလိုစုလိုက်ပြုံလိုက်ဘုံကျဲနေမှုကိုတရုတ်နိုင်ငံကတားဆီးပေးဖို့အထူးလိုပဲကြောင်းတဲ့ မြန်မာစစ်အုပ်စုရဲ့ကြောက်မှတ်ဖွယ်ရလီကြောင့်တက်ခတ်မှုကြောင့်ကလေးသူငယ်22ဦးသေဆုံးခဲ့တဲ့ဖြစ်ရပေါ်မြန်မာနိုင်ငံဆိုင်ရာထူးကြံပေးကောင်စီ SCCM အနေဖြင့်တရားတုံ့နှုတ်ခြောက်ခြားပြီးဆက်စုပ်ရွံ့ရှာမိကြောင်းကလေးသူငယ်များပေါ်မှာစစ်အုပ်စုရဲ့ရိုင်းစိုင်းကြမ်းကြုတ်သောတက်ခတ်မှုများကိုချက်ချင်းရတန်စီရလုံက SCCM ကနေပြီးတရုတ်နိုင်ငံကို၎င်း၏တည်တာထင်ရှားသောဩဇာအာဏာကိုစစ်အုပ်စုပေါ်အသုံးပြုပေးရန်တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံဟာလာရှုမျိုးထိန်းချုပ်ခွင့်ကိုစစ်အုပ်စုတန်းကိုလွှဲအရန်မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော် MDA ကိုတရုတ်နိုင်ငံက မကြုံစဘူးဂျားဝင်ဆုဖက်၍အတင်းကျပ်ဖိအားပေးခဲ့ပြီးနောက်တလားမပြည့်မှာစေအုပ်စုကနောက်ဆုံးကလေးတငယ်များပေါ်အစုလိုက်ပြုံတဲ့အခုလိုမျိုးလုပ်ခဲ့တာဖြစ်ကြောင်းလူလူရဲ့များအတွက်တရုတ်နိုင်ငံရဲ့သဘောထားကိုပုံမှန်ရှင်းလင်းစွာဖော်ပြနေကြောင်းတရုတ်နိုင်ငံဟာမိမိရဲ့အကျိုးစီးပွားရရှိရေးအတွက်မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုချိုးဖောက်ရန်ဝင်မလေးကြောင်ပြသခြင်းဖြစ်သည့်ပြင်ကိုအကျိုးစီးပွားများအောင်မြင်ရေးလူကစေအုပ်စုကိုမိမိရဲ့တဆင့်ခံ contract ယူထားတဲ့ကျေးဇူးတစ်ဖွဲ့ပြင်အသုံးချနေသည့်အတိုင်းအတာတစ်ခုရှိနေကြောင်းကိုလည်းသက်သေပြအတည်ပြုလိုက်ကြောင်းလည်း SCC ကထောက်ပြထားပါတယ် နောက်ထပ်သတင်းမှာတော့ရခိုင်ပြည်နယ်မင်းပြမြို့နယ်မြို့သိမ်းတဲကူမှာဖမ်းဆီးရမိခဲ့တဲ့စစ်သုံးပန်းမိသားစုဝင်နေရ25ကိုအေကပြန်လွှတ်ပေးလိုက်ကြောင်းအခက်ကြတော့အေအေကနေပြီးတော့ဒီနေ့မှထုတ်ပြန်လိုက်ပါတယ်။ဒေသစကြောင်းရင်းတွေကလည်းလွှတ်ပေးခဲ့တာဖြစ်ပါတဲ့ စစ်တုံးမှမိသားစုအများကိုဒုတိယအကြိမ်မြောက်လှုပ်ပေးခြင်းဖြစ်ပြီးဆိုပါစစ်တုံးမှမိသားစုအများကိုအာခတ်ကြတော်အေမစစ်တုံးမှဥပဒေနဲ့ညီပြေးမွေဆောက်ရှောက်ခဲ့ပြီးစစ်တုံးမှမိသားစုဝင်295ကိုလှုပ်ပေးလိုက်ခြင်းဖြစ်ကြောင်းမင်းပြမျိုးကို2024ခုနှစ်ဖေဖော်ဝါရီ6ရက်မှာအာခတ်ကြတော်အေကမင်းပြမျိုးကိုပြီးသိမ့်ပိုက်ပြီးတော့ဖမ်းဆီးရရှိခဲ့တဲ့စစ်ကောင်စီစစ်တုံးမှများတုံးမှမိသားစုများဖြစ်ကြောင်းလည်းသိရှိရပါတယ်။အေကပြန်လှုပ်ပေးလိုက်တော့စစ်တုံးမှမိသားစုဝင်များမှာမျိုးသမီး65ဦးနဲ့ကလေးငယ်130ပါဝင်ပြီးအာခတ်ကြတော်ဟာ၎င်းတို့အားလုံးကိုမိသားစုနဲ့အနန္တလိုက်ဖြစ်ကြောင်းလည်းသိရှိရပါတယ်။ပထမအကြိမ်ဖြစ်ကတော့အေပလတ်73ရက်နေ့ကလည်း မင်းပြမျိုးသိမ်းတိုက်ပွဲမှာဖမ်းဆီးရမိတဲ့စစ်တုံးမှမိသားစုဝင်190ဦးကို AA ကလွတ်ပေးကြကြောင်းသိရပါဗါးအခါအားခန့်ကျတော့ AA ကလွတ်ပေးနေမယ်လဲမင်းရောင်းနိုင်ကတော့ပြည်သူတွေကိုလုံးဝကိုအလိုမပေးတဲ့အနေအထားတစ်ခုကိုတွေ့နေရတော့တော်တော်လေးကိုမှစိုးရတဲ့အနေအထားတစ်ခုပါလေမန္တလေးမြို့မှာဓမြတိုက်မှုတွေဖြစ်တိုင်းပေါကတော့ကသူ့ရဲ့တပည့်တွေဝဲဆွဆွဲနေလို့ဆိုပြီးပေါကွက်နေရောက်တွေ့ရပါတယ်။ဒါကိုကြီးကြီးအားဖြင့်သူစောတိရဲ့နဲ့စစ်ကွေးတွေနဲ့ဘလောက်ထိသွေးကွေးနေကြလဲဆိုတာကတော့တကယ်မြင်ရမှာဖြစ်ပါတယ်။ဒီမှာဖြစ်လိုက်တိုင်းအများမှုဖြစ်လိုက်တိုင်းပြည်သူစစ်တွေကိုခေါ်စစ်တယ်ပြည်သူစစ်တွေကိုမတင်ကားကြီးတယ်ပြည်သူခေါ်မိတယ် အော်မီတန်ခိုင်မှုဆိုလားဒီတိုက်မဲ့ပြည်သူစစ်ကူတမျှမှုနဲ့ခေါ်စစ်တဲ့ရိုက်တယ်နောက်တော့ပေါ်တော့မဟုတ်ဟုတ်လားရမ်းနေနာတယ်ရမ်းနေနာတယ်စေမကောင်းနာကဦးစင်းတို့ကအဲ့လိုမကျေနပ်လို့တိုင်လိုက်လို့ရှိရင်သူတို့တို့လူချင်းချင်းရေးမရှိဘူးအာတို့အပတ်စဉ်41ကအပတ်စဉ်ဘယ်လောက်ကသူတို့ပတ်တဲ့ရှိတယ်စစ်သားကနေရဲဖြစ်တယ်ခိုင်မှုဖြစ်တယ်ရေးမရှိဘူးရေးမရှိဘူးခံရတယ်ကောခံရတဲ့သူခေါ်စစ်ခံရတဲ့သူမှနဲ့နာတယ်သူဘလို့နေမလဲခံစားသူတို့မှခံစားချက်မရှိဘူးသူတို့မှအဲ့လိုလူလိုနားလေတဲ့စိတ်ဓာတ်မရှိဘူးခေါ်စစ်မယ်ခေါ်မင်းမယ် ကဲပြီးသူစီတွေကပြောနေပြီနော်ကဲအားလုံးကြားရနော်စေခွေးတွေမင်းတို့လူလူနားမလည်ဘူးလို့ဒီ sorry ကောင်းဆောင်ပေါကတော့ကစိန်ခေါ်နေပြီနော်ကဲအဲ့တော့မင်းတို့ပေါ sorry ကောင်းဆောင်ပေါကတော့ဒီတိုင်းထားမနေတော့ရှင်းနေရှင်းလိုက်တော့ခါလေးကိုထိလိုက်ရောက်ကြည့်လို့မယ်အင်းတမတော်ရတဲ့နံပါတ်ကိုရှိရလေတပုန်ရှိမှန်းကြည့်တိတိရတိုင်းနဲ့ပဲရကြည့်နေမှာလေပြတ်တက်တာပေါ့နော်ဒီတေကမှပြီဆိုတဲ့စောက်တန်းလေးမထွက်လာတဲ့เนาะတေကမှပြီဆိုဆိုစောက်တန်းမထွက်လာတဲ့မိသားစုနဲ့ဝေးဝေးပြီးနေမင်းတို့တပုံးလေးသိလားเนาะမင်းတို့သားလေးမရားလေးအသိဆိုးနဲ့မသိသေးသေးချင်းသိလားเนาะ ပါရမီတို့ဝေဝေထားဟွန်းညီတို့တွေကအဲ့လိုပြောအဲ့လိုပြောလို့ online ကြီးဘက်ကလူတွေကကြိတ်တော့မှအဲ့ဒါနော်အခုဆိုလေလေတက်ကဘိုးကြီးရဲ့မိသားစုတွေပါပါကုန်နဲ့နေထားလို့ရောက်ပြီ။အဲ့တော့ညီတို့တွေကစိတ်တွေကြွအောင်လုပ်ပေးနေတာ။ညီတို့ဘောမတွေကတော့ဒီခွေးတွေကိုရောက်ပုတ်နေတာ။နော်ဒါចောင်းလဲမှာ ် PTS တွေလည်းရှိတယ်နော်ယောက်ျားတွေလည်းရှိတယ်မိန်းမတွေလည်းရှိတယ်အကျန်းဖက်တွေလည်းရှိတယ်ဆရာမတွေလည်းရှိတယ်ကလေးတွေလည်းရှိတယ်အဲ့ဆရာမတွေကအဲ့ကလေးတို့စာမတက်ဘူးဆိုပြီးတော့ねစာတွေသင်ပေးတာလည်းရှိတယ်နော်အဲ့နေထဲမှာဖောက်ခွဲမှုတွေဖောက်ခွဲလမ်းတွေပစ္စည်းတွေလုံနေရတယ်လည်းရှိတယ်အမျိုးစုံရှိတယ်နောက်ပြီးဆုံးမိကုန်းချုပ်စကားနဲ့ငါပြောလိုက်မယ်ဒီအကျန်းဖက် PTS တွေနွနွကလေးကိုနွနွမကြွေးနိုင်တော့နွနွကိုနွနွပြန်တတ်လိုက်တာတော့မဖြစ်နိုင်ဘူးလားဟဲ့ ဟမ်ယူဆလို့အများကြီးရနော်နုံနုံတက်မတော်ကြောင့်အမြဲထိုးနေတယ်တက်မတော်ဘောမာလေးပါတယ်တက်မတော်အဲအောက်ကအဖိုးကြီးတက်တယ်ပြောရင်ငါမပြောဘူးနော်နုံနုံအောက်ချီကအစားပြောလို့ငါပြောနေတယ်နော်နုံနုံခလေးတွေကိုနုံနုံထမင်းမကျွိုင်နိုင်နုံနုံပြန်တက်နေရတာနုံနုံပြန်တက်နေရနုံဝင်ခံလိုက်လေဟမ်အဲခလေးခလေးခလေးတွေကိုထမင်းမကျွိုင်နိုင်အဲ့လုတ်နေတယ်တဘောမာလေးကသူလုတ်ပုံရပါရဲ့နော်ဒီဘဲမျိုးနဲ့ပတင်းကတော့တော်တော်ပေါက်ပေါက်ရောက်ရောက်ဖြစ်နေပါရဲ့ရှင်နော်သူများနိုင်ငံတွေရောပါတွေရောပေါက်ပေါက်ရောက်ရောက်တော်တော်လေးတော့ဖြစ်နေဒီဘဲမျိုးနဲ့ ုထိုးနဲ့ငတ်ထိုးနဲ့နဲ့နော်သူ့ထိုးနဲ့ငတ်ထိုးနဲ့နဲ့နော်ထိုးနဲ့နေကြကြားရကလေးအားသေးသွားတာပေါ့ရှင်သူ့ထိုးနဲ့ငတ်ထိုးနဲ့ထိုးနဲ့နေကြနော်အေးဒါပေမဲ့ဒီကလေးတွေဘု து ဘု து ကြောင့်တရားပါလဲဆိုတာကိုကိုကိုလက်ပြောင်းအောင်လုံကြရဲ့လားဟင်ဘာမေးမလဲလက်ပြောင်းအောင်လုံကြရဲ့လားအဲဘာအောင်မေးရင်လဲမေးဘာမို့လဲလိန်နဲ့ဘုန်းကြီးတဲ့ကောင်လဲမေးနေရလားဘာမေးမလဲပီတီရဲ့အကြံဖက်တွေညို့လဲငါမေးမလဲလက်ပြောင်းအောင်လုံကြရဲ့လားဒါပေမဲ့တိတိကျကျငါပြောနိုင်ရတာတခုကိုရှိရဲ့နော်ဟွန်း ိတ်နေအဲ့ရက်မှာတက်မတော်ကလင်းနဲ့သွားမကျဲရတော့အသေးချပဲလင်းရင်မထွက်တိအတက်အတွက်လေရင်ခွင်းကရင်လင်းမထွက်အောင်လေရင်ခွင်းကကုန်တယ်နေနေသူအိတ်နေလို့လားကြည့်အဲ့ဒါဆိုလည်းတက်တိလေးပါလေးပြတက်တိလေးပါလေးပြလိုက်နော်အားလုံးညုံသွားအောင်လေရင်မထွက်တိတိအတွက်လင်းနဲ့သွားသွားမကျဲရတော့အသေးချပဲနော်အဲ့ညီအဲ့ရက်မှာအဲ့ကလေးတွေကသေးသွားရင်နော်ကလေးတွေကိုကြစားကန်လို့ကလေးကြသေးရတယ်ကလေးအမေညာနော် လေးအမေတွေညာလေကိုသားသမီးကိုဂလူးဆိုင်ပါငားရောက်မလွယ်ပါနဲ့ကိုကိုလာလွယ်ကိုလာလွယ်ဆဲလာဖွားကလေးနော်နားရောက်မလွယ်ပါနော်နော်နိုင်ငံကြီးကအေးမကြီးပါဘူးကိုသားသမီးအသက်ထက်နော်နိုင်ငံကြီးကကိုသားသမီးအသက်ထက်အေးမကြီးပါဘူးနော်နောက်ဝိဆုံးလင်းလေးကြောက်ရတဲ့မယားတွေလည်းရှိတာပါပဲအများကြီးပါပဲလင်းလေးကြောက်ရတဲ့မယားတွေလည်းတခုတော့ပြောထားမယ်ကြောက်တဲ့နေရာမှာကြောက်ပါမကြောက်တဲ့နေရာဆိုဒီလင်းလိုကြောက်စရာအကြောင်းမရှိပါဘူးနော် อืมအဲစကားတွေအကုန်လုံးနင်တို့ခုလိန်မှုတွေမရားတွေကပြောပြီးမယ်ဆိုရင်တော်တော်လေးကိုအဆင်ပြေပြီးတော့တော်တော်လေးကိုမှအခုလိုအနေထားရော့သွင်းတော့ဖြစ်တယ်။ဘာလို့လဲဆိုတော့နင်တို့ကြောက်တယ်မရားတွေကြာခင်လင်ရောမရားရောနင်တို့အကုန်လုံးကြောက်အောင်အချိန်တွေရောက်လာပြီးတာသိကြပါပဲ။ဘာလို့လဲဆိုတော့တော်လိုင်းကြီးဘက်ကနောက်တစ်ဆင့်ကိုတက်လာပြီးဖြစ်တယ်။ခွေးကိုခွေးလိုဆန်မဲ့နေသားတစ်ခုကိုရောက်လာတဲ့တော်လိုင်းကြီးကာလာမှာခွေးလိုခွေးတွေကိုခွေးလိုဆက်ဆံဖို့ပူပြီးဆိုတာကိုလည်းဒီနေရာကတော်လိုင်းကြီးတက်တယ်ကုန်လုံးအမှန်ပြေးကျမှာလေ။ကိုသားသမီးနဲ့အသက်ထက်အရေးကြီးတာဘာတစ်ခုမှမရှိဘူး။ ဒါဒီနေရာအရင်ပြောလိုက်မယ်နော်ဒါပေမဲ့သူများနိုင်ငံကလေးတွေဝမ်းနဲ့ကြောင်ကြီးကွဲချောင်းနော်ပြောတာခဲ့ပါနော်မအေးတွေကတော့ဝမ်းနဲ့လားကြေးကွဲလားအောင်မသိဘူးနော်သူများနိုင်ငံလူကဝမ်းနဲ့ကိုကြေးကွဲနေကြနော်ဒီကိစ္စကလည်းဒီကြောင်ထဲမှာကလည်းလူစုံနေတာဒီကြောင်ထဲမှာလူစုံနေတာဟုတ်လားမဟုတ်လားဆိုတာနနုကောနနုအတိဆုံးနနုနေနမိတ်နနုရဲ့နေနမိတ်အတိုင်းဝိုင်းနေရနနုအတိဆုံးပါနော်ကြောင်းထဲမှာ PTF တွေလည်းရှိတယ်နော်ယောက်ျားတွေလည်းရှိတယ်မိန်းမတွေ တော့မှ PDF တွေပါဝင်လို့နေရမှာလေရှိတယ်အကျံဖက်တွေလည်းရှိတယ်ဆရာမတွေလည်းရှိတယ်ကလေးတွေလည်းရှိတယ်အဲ့ဆရာမတွေကအဲ့ကလေးတို့စာမတက်ဘူးဆိုပြီးတော့လည်းစာတွေသင်ပေးတာလည်းရှိတယ်နော်အဲ့နေထဲမှာဖောက်ခွဲမှုတွေဖောက်ခွဲလမ်းတွေကပစ္စည်းတွေလုံနေတာလည်းရှိတယ်အမျိုးစုံရှိတယ်နောက်ပြီးဆုံးမိကုန်းချုပ်စကားနဲ့ငါပြောလိုက်မယ်ဒီအကျံဖက် PDF တွေနွနုကလေးကိုနွနုမကြွေးနိုင်တော့နွနုကိုနွနုပြန်ပတ်လိုက်တာကိုမဖြစ်နိုင်ဘူးလားဟမ်ဟမ်ယူဆလို့အများကြီးရနော်နွနုတက်မတော်ကြောင့်အမြဲထိုးနေတက်မတော်ဘောမာတွေဘာတွေတက်မတော်ကဲကိုစိတ်နဲ့ကိုထိုင်းနေဆိုလို့ပါပဲ တွေးနိုင်ရင်အခုလိုမျိုးလုပ်တယ်ဆိုတာကတော့ပါးစပ်နေတော့ပြောတရားစကားမရှိတော့အောင်ဒီဘောမတွေပြောနေစကားဖြစ်ပါတယ်။အဲအားလုံးပဲကျွန်တော်တို့တွေအခုလုံးဘောမနှိမ်နေကိစ္စကိုလည်းမကြမိမှာကောင်းတယ်ဖော်ဖို့အတွက်ပြည်နေတာဖြစ်တဲ့အတွက်ဘောမနှိမ်နေကိစ္စကိုလည်းပေါ်ဆောင်နိုင်မဲ့သူတွေအားလုံးစူးစီးပြီးတော့တွင်တွင်တိုင်ပင်သိနိုင်နေတာတခုရောက်နေပါပြီ။မဲအန်ယူဂျီရလက်ရှိရှိမှာထုတ်ပြန်ထားတာဖြစ်ပါတယ်။အန်ယူဂျီနေနဲ့ထုတ်ပြန်ထားမှုမှာလည်းအုတ်ချုပ်ရေးမှုတွေ၊ဓာိုင်မှုတွေ၊စိန်မှုတွေ၊စစ်ခွေးတွေနဲ့ပြူစောတိရဲတွေပါမဟုတ်တော့ဘဲနဲ့လက်ရှိချိန်မှာတော့ဘောမနှိမ်နေရောပါဒီကြက်လုတ်ဖို့အတွက်ထုတ်ပြန်ထားတာတွေ့ရတာဖြစ်တဲ့အတွက်လည်းဒါဟာလည်း ားတက်စရာတခုဖြစ်သလိုပဲပီတော်လန်ပီသူတွေအနေနဲ့အားလုံးပူးပေါင်းပါဝင်မယ်ဆိုတာကိုအားလုံးယုံကြည်ပါတယ်ဒါကြောင့်ဘောမာတွေရဲ့နေနေဘောမာတွေရဲ့နေရက်လိပ်စာတွေဘောမာတွေရဲ့အချက်တွေအားလုံးကိုရရှိပါကြလဲမီတို့ရဲ့တော်လန် SPG တွေဒီဟာပဲဖြစ်ဖြစ်တော်လန်တက်တွေကိုပဲဖြစ်ဖြစ်ပေးပို့နိုင်ကြအောင်လည်းဒီနေရာကနေပြီးတော့ထပ်မံပြီးပေးလိုက်ပါတယ်မှာဆိုတော့အားလုံးလည်းစိတ်ဝင်စားလောက်မဲ့ထင်ပါတယ်ဗျာကိုစင်ဟာပတ်တဆာရင်းနဲ့ပတ်တက်လာလို့ရှိရင်ကိုကတာခေါ်ဆုံးမှချင်းရိုက်လိုက်ဆုံးမလိုက်မယ်ကိုကတာခေါ်ရချင်းရိုက်လိုက်မယ် တစ်ဖက်ကနိုင်လို့ဖြစ်စည်းလို့ရင်ဘူဒူဝပဲလုပ်လို့ဥစဉ်ကအမြဲတမ်းရှေ့ရနေမမမမရက်တည်ခဲ့တယ်ဆိုတာလဲဒါဥစဉ်လက်အောက်ကဥစဉ်ရဲ့လက်အောက်မှာနေတဲ့ဖြူစစ်တီပတ်တာစာတွေကအတိဆုံးပါပဲဗျအွန်လိုင်းတက်တွေဝင်လာတဲ့ခါကျရင်လည်းအခုလိုမမမမအရှိကရက်တည်နိုင်ပါသေးလို့ပဲဆူတောင်းပေးလိုက်ပါတယ်။သင်ငန်းချုပ်ရောက်ဆောင်ပေါ့ကုန်ရင်နော်။အဲကြောင့်လည်းတချို့ဆိုလို့ရှိရင်ဥစဉ်ဟာအချို့ပုံမှုတွေဆိုလို့ရှိရင်ဥစဉ်ကိုမောနဲ့ပုံမှုတွေရှိတယ်။အချို့လည်းဥစဉ်ရဲ့စင်းစိတ်အမှန်အကန်ကိုတည့်ရတဲ့ကြောင့်ဥစဉ်ကိုလေးစားကြည့်ညိုတဲ့အချို့ပြွာမှုတွေရှိတယ်၊ကာနယ်တွေရှိတယ်၊ပုံချုပ်တွေရှိတယ်အများကြီးရှိပါတယ်။ နေပြီးဒီကရုံးမှာလေးစားတဲ့ကောင်တွေရှိသေးရဆိုရင်တော့ဒီကရုံးနဲ့တော့စိုးနေတဲ့ကောင်တွေဖြစ်မယ်ကျော်မှာဆိုလဲအများကြီးရှိတယ်နောက်ဆုံးဆိုကြဦးဇင်းတို့ရဲ့လောက်ရက်ကိုဟိုလာဥခင်ယူတို့တောင်းမှာဟုတ်လားဥခင်ကြီးနဲ့တွေ့တော့ဦးဇင်းတို့လေးတဲသားသားကြိုးတယ်လေးတဲသားသူပြောတယ်ဒီဖရားတို့ရဲ့လောက်ရက်ဒီတရားတော့တကယ်ဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်ဗျာကျော်မှာဟိုခင်ဆိုတဲ့ကောင်သူ့ရဲ့ကြောင်လို့ဘေးရှောင်နေပြီးတော့သူ့ကိုယ်တိုင်တော့မမမလို့ရဲ့တို့ကြော်မျိုးမင်းဆိုတဲ့ကောင်ကတော့ကိုယ်ရတော့ပြန်ပြီးဟတ်နေတာခံရတဲ့ကောင်ဟာယူတားတဲ့တပြိုလဲရှင်ဗျာဟုတ်လားအများကြီးပဲဦးဇင်းတို့ကြံခံရဥက္ကဋ္ဌဦးခင်ကြီးနဲ့စကားအကြာကြီးပြောပြတော့နော် တနင်္လာရီလောက်ကြာတာပေါ့ဒါဦးစင်းတို့လောက်ရဲ့ဒီပေါ်သူမြေတွေ့တွေ့ရမြင်ရတယ်ပေါ့တမပေါ်တို့ကျေးဇူးတပည့်တို့လောက်ရမယ်လို့ဒီချင်းများဆိုသူပြအတိုင်းထက်ဝန်တာပီတီဖြစ်မိတယ်ပေါ့အဲ့လိုနေပြီးတော့ဟလာဘူဂျုတ်တူကလည်းထိုနီတူစာပဲဦးစင်းတို့ဟလာဒါပြောပြောပါဦးစင်းတို့တော့အတိအမှန်ပြုစေချင်လို့ဦးစင်းတို့ကလုပ်နေရမှာပေါ့တကယ်ကိုရင်းနေနှလုံးသားတွေကကိုတိုက်ပြီးကုလူမျိုးကိုပါတာတာရနာကိုချိမြလို့လို့ဦးစင်းတို့ကအပြစ်ဖြစ်ခံပြီးကိုလုပ်တဲ့အလုပ်တွေကပြစ်ရှိရဲဆိုတာလည်းတည်ရဲ့ဝင်းင်းနဲ့မညီဘူးဆိုတာလည်းတည်ရဲ့ တဲ့အပြည့်ဖြင့်ဖြစ်ပါစေတော့ဆိုတဲ့အခိုင်အကျဉ်းတွေကိုဦးစင်းတို့ကတိုင်းပြည်ငြိမ်းချမ်းမှုအေးချမ်းမှုကိုလုပ်နေခြင်းဖြစ်ပြီးမှပြည်သူ့အမှန်တရားကိုချပြနေခြင်းဖြစ်တယ်။ဒီမင်းကိုတိုင်တော့အပြည့်လုပ်နေမှန်းသိနေတာကိုအမှန်တရားပါလို့ပြောနေတဲ့ပါဇက်ကူကမင်းသင်ငန်းချုပ်ပြီးပြောသိမ့်ပြီ။အေးချမ်းတာတစ်ခုကတော့တော်လိုင်းကြီးကလာဖြစ်တော်လိုင်းကြီးကလာဖြစ်အကောင်လုံးကိုတကယ်လို့များဖမ်းမိခဲ့ပြီဆိုရင်တော့သင်ငန်းချုပ်ပြီးရရုပ်တိုက်ဆွဲတာကိုပြည်သူတွေမြင်ကြမှာတော့အမှန်ပါပဲ။ဘလမျိုးတွေအားလုံးပဲဒီဗီဒီယိုတော့တည့်ရမှာအကြောင်းအရာလေးကတော့ရသားတွေပေါ့ဘာလို့ဘုံကျင်နေရလဲပတ်သက်ပြီးတော့ဆွေးနွေးထားတဲ့ကိစ္စတွေနဲ့ပြပြဖြစ်ပါတယ်။ဒီအသေးမျိုးတွေအားလုံးကျွန်တော်တို့ကြည့်တော်လေးရပါတယ်။ ရဲနေတဲ့အခြေအနေတွေဟာအဆိုးဆုံးကတော့ရက်ဘက်ပြင်းမှတ်တွေကိုဟိုမရှောင်မင်းနဲ့လုတ်နေတာတွေကိုတွေ့ရတယ်ဒါကတော့တော်တော်လေးစိတ်မကောင်းစရာအခြေအနေပေါ့လေဒါနဲ့ပတ်သက်ပြီးအရင်ဆဆွနေပေါ့အခုကျွန်တော်ကျွန်တော်နားလည်တာကတော့ဒီဘုံတွေစက်တိုက်ကျတဲ့အပြင်မကြိုင်သေးခင်စကိုင်းတိုင်းမှာရှိတဲ့အိုးတိန်တိန်ကျေးရွာကိုဘုံကျတဲ့ကံမှာကလေးတဲ့ငယ်တွေအများအပြားတိတ်ဆုံးခဲ့တယ်ဆဲမနှုတ်လည်းပါဝင်တယ်ပေါ့နော်အဲဒီတည်င်းနဲ့ပတ်သက်ပြီးတော့အပြည့်ရင်းပြည်ပမှာရှိတဲ့မြန်မာပြည်သူတွေတုံ့ပြန်တာကတော့ ဒီလိုမျိုးငရဲဘုံတွေဇက်လိုက်ပြီးကျဲနေတဲ့ကိစ္စလူစိမ့်မရှိဘူးလားဒီလူတွေကအရင်ဆိုင်နေပဲဆိုပြီးစစ်ကောင်စီဘက်ကပြစ်တင်တဲ့အတန်းတွေကျွန်တော်ကြားရတာပေါ့နော်ဆိုတော့မြန်မာနိုင်ငံမှာလုပ်ငန်းတလားကြော်ပါပဲငလင်းကြောင့်အကူကြီးကေစေးကိစ္စတွေပြန်လည်တိဆွဲကိစ္စတွေကအဓိကမဟုတ်ဖ ೇನೆ အဲ့ဒီချိန်မှာနေစကူချိန်ဒီဇက်တိုက်ဘုံတွေကျဲတဲ့ကိစ္စအကြတာပြည့်မဲ့အကြတာတွေကိုပြည့်မဲ့ထားတဲ့ကိစ္စဆိုတော့အဲခုနကပြောသလိုပဲအစကိုင်းရေရခိုင်ရေ ဟိုရှမ်းပြည်မြောက်ပိုင်းရဲ့ပြီးတော့ကရင်ပြည်နယ်မှာရဲ့အဲ့ဒေသတွေဇက်တိုက်ကိုဘုံကြီးကျဲတဲ့အပြင်စကိုင်းဆိုတာလည်းမကြသေးခင်မှာငင်းတန်းအောင်ကြီးကြက်ခံရတဲ့နေရာဖြစ်ပါတယ်။ဆိုတော့ခုနကခုနစကိုင်းတိုင်းအိုတိန်တင်းကျေးရွာပေါ့ဆိုရင်လည်းဒါဟိုစစ်ကောင်စီဘုံကျဲခဲ့တဲ့22ဦးလောက်အနည်းဆုံးကလေးတကယ်22ဦးတိဆုံးခဲ့တဲ့ဆီယမ်မာ2ဦးတိဆုံးခဲ့လို့ကျွန်တော်တို့သတင်းတွေနဲ့သိရတယ်။အဲ့ဒီတရင်နေနဲ့ပတ်သက်ပြီးတော့အချက်လက်တွေအမြင်ပြင်တရင်နဲ့အချက်လက်ဒီဗီဒီယို image တွေဗီဒီယိုဓာတ်ပုံတွေကျွန်တော်ရခဲ့တာရှိတယ်တရင်ဌာနအများကြီးဆိုရပါတယ်ဒါပေမဲ့အဲ့လိုအချိန်မှာပဲ အပြည့်အမှန်ရှိတဲ့စစ်ကောင်စီရဲ့ဟလာဆိုရှယ်မီဒီယာ page တွေစစ်ကောင်စီမွေးထားတဲ့မီဒီယာတွေကနေပြီးတော့ဒါဒီသတင်းကိုထင်အောင်ထင်မှားဖြစ်အောင် misinformation ပေးတာမျိုးတွေအင်းနဲ့အားနဲ့လုတ်ခဲ့တာကိုလည်းကျွန်တော်တွေ့ရတာတော့သူတို့ဘာတွေ့တယ်လဲဆိုရင်ဒါအကြောင်းဖွင့်တဲ့အချိန်မဟုတ်ဘူးအဒီနီယာဟာရန်နေပောက်ပွဲလို့သူတို့ချင်းပေးတာမျိုးဆိုတဲ့ပုံစံမျိုးကိုအဲပုံမှားရိုက်ပြီးတော့သတင်းတွေပြန့်တယ်တွေ့ရတယ်ပေါ့နော်ဆိုတော့ဟိုဒါပေမဲ့မြန်မာတိုက်ခံ NUG ပါဝင်မြန်မာတိုက်ခံဒီဘက်ကဒါဟာ cluster bomb ကနေပောက်ခွဲတာဖြစ်တယ် ဆိုတာမျိုးတွေကိုတို့ဘက်ကထုတ်ပြန်ထားတာကျွန်တော်တွေ့ရပါတယ်။ဒါမြေပြင်မှာရှိတဲ့အချက်လက်တွေကျွန်တော်တို့ဒီကိုရံကောင်နေပြီးတော့ရာသီသားတွေပြောဆိုချက်တွေဟလာမျက်မြင်တက်သေးတွေကိုမေးထားတဲ့အချက်လက်တွေကြည့်မယ်ဆိုတော့ဒီစစ်ကောင်စီဘက်ကပုံချဲခဲ့တယ်ဆိုတာတေချာပဲလို့ပြောလို့ရပါတယ်။ဆိုတော့စစ်ကောင်စီကအခုတလောမှာလာဒီအိုထင်းတွင်ကျေးရွာဘုံကြီးကျောင်းနေမှာပဲ ਨੇ တခြားနေရာတွေမှာလည်းဆက်တိုက်ဘုံကျဲနေတာတွေ့ရတယ်ထူးသဖြင့်ဒီအပိုင်းမှာဒီမေလာထဲမှာကျဲတဲ့ဘုံကျဲတဲ့မှတ်တမ်းတွေ ိုလိုက်ကြည့်မယ်ဆိုလို့ရှိရင်ဟိုဟိုရခိုင်မှာကျဲတယ်ဟိုရှမ်းပြည်နယ်မြောက်ပိုင်း DNL ထိမ့်ချုပ်ထားတဲ့မြို့တွေကိုလိုက်ကျဲတာရှိတယ်နောက်ဟိုချင်းတို့ဟိုကရင်တို့မှာလည်းကျဲတာတွေကျွန်တော်အများကြီးတွေ့ရတယ်ပေါ့အဲ့ဒီဖြစ်စဉ်တွေကိုလိုက်ကြည့်တဲ့အခါမှာအရက်ပတ်ပြစ်မှတ်တွေပဲဖြစ်နေတာကိုကျွန်တော်တွေ့ရတယ်ဟုတ်တော်တော်များများကလည်းဟိုဒီတိုက်ပွဲဖြစ်နေတဲ့အချိန်မဟုတ်ဘဲနဲ့မှတီးတန့်ကိုယ့်အကိုရှိနေကြတဲ့ကြေးရွာတွေစာတင်ကျောင်းတွေအဲ့လိုမျိုးကျဲတာကျွန်တော်တွေ့ရတယ်ပေါ့နော်ဟုတ် ဒီကျွန်တော်တို့အခုဒီဆွေးနွေးပွဲလုပ်နေတဲ့အချိန်ပေါ့နော်ဒီကြာတာပရင်းနေမွန်လွယ်ပိုင်းမှာပဲဆိုလို့ရှိရင်ဒီမန်လေးတိုင်းထဲကနေရာတွေကိုဘုံလိုက်ကျဲနေတာကျွန်တော်တွေ့ရတယ်မနေ့ကဆိုကြောက်တော်မှာပေါ့နော်ရခိုင်ပြည်နယ်ကြောက်တော်မှာဘုံကျဲတာတွေ့ရတယ်ဆိုတော့ကြောက်တော်မှာဆိုလို့ရှိရင်ကြောက်တော်လို့ရတိတောင်လို့ဆိုတာအေးအေးထင်းကျုံမှုအောက်မှာရှိတယ်ဆိုတော့အဲ့နေရာတွေကတိုက်ပွဲဖြစ်နေတဲ့နေရာတွေမဟုတ်ဘဲနဲ့အကျဲခံရတာရှိရခုမှခုနပြောခဲ့တဲ့ TNL ထင်းကျုံတဲ့နေရာတွေဆိုလို့ရှိရင်လည်းအဲ့လိုပါပဲဆိုတော့ဒါတကယ်ကို ခုနပြောနေကြတဲ့လူတွေလားအရင်ဆိုင်နေလို့လူမဆန်တဲ့လုပ်ရက်တွေဆိုတာတွေကဒီပြောကြမှာပဲပေါ့နော်။ဘာစစ်ကောင်စီရဲ့လုပ်ရက်တွေကတော်တော်ကိုအခြေအနေဆိုးနေတာကြောင့်ပေါ့လေ။အဲ့တော့အခုဘုံကျဲတာအခုမှကျဲတာလားဆိုတော့မဟုတ်ဘူး။ဆိုတော့ကျွန်တော်တို့ဒီဒီရက်သားတွေပြင်မှတ်ထားပြီးဘုံကျဲခဲ့တဲ့ဖြစ်တွေအရင်တော့ရှိခဲ့ဘူးတယ်။ပစီကြီးဘုံကျဲတဲ့နေရာတို့လက်ရက်ကုန်းတို့ပေါ့နော်။ပစီကြီးမှဆိုရင်လည်း2023 AB လမှာဘုံကျဲခဲ့တယ်။အဲ့မှာဆိုတော့ရွာသူရွာသားအနည်းဆုံး160နဲ့180ကျားအသေဆုံးခဲ့တယ်လို့ကျွန်တော်တို့သိရတယ်။အဲ့ဒီချိန်မှာလည်းအဲ့ဒီရွာမှာ NUG ကနေပြီးရုံကန်ဖွင့်ပဲလုပ်မဲ့အချိန်ပေါ့နော်ဒီနေရာမှာအချိန်ကြိုက်ပြီးတော့ပုံကျဲခဲ့တာကျွန်တော်တွေ့ရနောက်တစ်ခုကလက်ရကုံပေါ့လက်ရကုံလက်ရကုံကိစ္စကြတော့ကိုကျော်ကပလတ်မှတ်မိတယ်လက်ရကုံကိစ္စဆိုလို့ရှိရင်လည်းအခုဟိုကနေပဲချက်ရမှတင်တယ်အခုဖြစ်သွားတဲ့လာအိုဒိန်တွင်ကြေးရွာစာတင်ကြောင်းပုံကျဲတဲ့ဖြစ်စဉ်မျိုးပဲဖြစ်ခဲ့တာပြီးတော့ဒီဒီပရင်မျိုးနယ်ထဲမှာပဲအဲ့တော့ဒီ2022ခုနှစ်မှာဖြစ်ခဲ့တာပေါ့လေဆိုတော့အဲ့တုန်းကဆိုလို့ရှိရင်လည်းဒီကျောင်းထဲကိုအရင်ဆုံးအပေါ်ကနေပုံ ကျဲချတယ်ကျဲချ MI35 ရုရှားလို့ MI35 နဲ့ဝင်ပစ်တယ်ဟုတ်တယ်ကျဲချပြီးတဲ့ပြင်ကိုထွက်ပြေးနေတဲ့ကလေးတွေနဲ့ရွာသူရွာသားတွေကို MI35 နဲ့စီးနေဘေးကနေအပေါ်ကနေ CB ပစ်ခဲ့တာကြီးလောက်ခဲ့တာပေါ့အဲ MI17 helicopter နေပြီးအဲ့ရနေပြီးတော့စစ်သားတွေဆင်းလာပြီးတော့ကလေးတငယ်တွေကိုစုပြီးတော့ပြတ်တက်တဲ့ကိစ္စတွေပေါ့ကလေးငယ်တွေတာဇင်နဲ့ချီပြီးတေးခဲ့တယ်ပေါ့အဲ့ထူးခြားချက်တစ်ခုကတော့အဲ့ကိစ္စမှာဆိုရင်လေစစ်ကောင်စီဘက်ကဒီတေးလင်စာတွေကိုဖျောက်ဖျက်ဖို့စူးစမ်းခဲ့ရတယ်ကျွန်တော်တို့တွေ့ရတယ် အဲ့လိုမျိုးပြစ်မှုတွေစစ်ရာဇီမှုတွေကျူးလွန်ခဲ့ပြီဆိုရင်ဖြောက်ဖျက်ဖို့စူးစမ်းခဲ့ရတယ်ရှိတယ်ဒါပေမဲ့ဒီနေ့ခေတ်ကျွန်တော်တို့ဒီဘက်ခေတ်မှာတော့ဟာအင်တာနက်အင်တာနက်တွေရှိတယ်ပြီးတော့ဖုန်းတွေရှိတယ်ဗီဒီယိုတွေရှိတယ်အဲ့အဲ့အဲ့ကြောင့်ဒီလိုဖြစ်တဲ့သတင်းတွေကိုလည်းကျွန်တော်တို့အချိန်မီပဲဒီဘက်ကမီဒီယာတွေအများစုကရရှိနိုင်တယ်ပြီးတော့ပြန်ပြီးထုတ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကတော့ကျွန်တော်တို့ဒီဘက်ကဒီဘက်ကကျွန်တော်တို့ဒီဘက်ကမီဒီယာတွေအနေနဲ့နိုင်ငံတကာသိအောင်လုပ်ပေးနေတယ်ဆိုတော့ဟုတ်ကဲ့အခုကျွန်တော်တို့ပြောနေတဲ့နေရာတွေဆိုတာဒီစကိုင်းတိုင်းနဲ့ကဖြစ်စဉ် နေဘယ် highlight လုပ်ပြီးတဲ့ပြောတဲ့သဘောလောက်ပဲရှိရပါတော့တကယ်တမ်းကျတော့အဲ့လိုအစုလိုက်ပြုံလိုက်တေးစေနိုင်တဲ့ဘုံကျဲတိုက်ခိုက်မှုတွေကစကိုင်းတိုင်းတစ်ခုတည်းတည်းမဟုတ်ဘူးနော်ရခိုင်ပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်အာပြည်နယ်နဲ့တိုင်းတော်တော်များများမှာစစ်ကောင်စီကလုပ်နေတဲ့လုပ်ရက်တွေပေါ့လေဆိုတော့ဒီစစ်ကောင်စီကဟလာလက်ရှိအခြေအနေမှာဒီစီအကဲခတ်တွေပြောဆိုကြရာမြေပြင်ကနေပြီးတော့တိုင်းပြည်လုံးကိုထိုးစစ်ဆင်ဖို့ဆိုတာမလွယ်ဘူးပေါ့လေသူရဲ့လက်ရှိအခြေအနေက ဒါကြောင့်မလို့ဒီဝေဟင်ကနေပြီးတော့ဘုံကျဲတိုက်ခိုက်မှုတွေကိုအားပြုပြီးလုပ်နေရတယ်လို့ပြောတယ်။ဒါပေမဲ့အဲ့လိုတိုက်ခိုက်တဲ့အခါမှာစစ်ဘက်ပြစ်မှတ်တယ်မဟုတ်ဖ ೇನೆ ဘာကြောင့်ရက်ဘက်ပြစ်မှတ်တွေကိုများများဆဆတိုက်လာတာလဲပေါ့။စစ်ကောင်စီကဘာဖြစ်ချင်နေတာလဲသူတို့ဘာလိုချင်နေတာလဲပေါ့။ဆိုတော့ကျွန်တော်ထင်တယ်2024မှာဟလာစစ်ကောင်စီဘက်ကဒုတိယဗိုလ်ချုပ်ကြီးဒုတိယဗိုလ်ချုပ်ကြီးမင်းတော်တရုတ်နိုင်ငံခုမင်းမျိုးကိုသွားပြီးတော့ဒီ EAO အဖွဲ့တွေနဲ့သွားပြီးတွေ့တဲ့အခါမှာဒီအနယ်လေးလက်ပါတယ်မင်းဒီလေးလက်ပါတယ်ပေါ့နော်အေးလက်ပါတယ် ဘယ်သူတွေကိုအဲ့မှာတွေ့တဲ့ခါမှာသူ့ဘက်ကသူ့ဘက်ကသူ့ဘက်ကပြောခဲ့တဲ့စကားတခုရှိပါတယ်အဲ့ဒါတော့စီရေးရခင်ဗျားတို့တင်ထားတဲ့မြို့တွေကိုဘတော်မှညဉ့်ညံ့မှုမရစေရဘူးကျွန်တော်တို့ဘက်ကနေပြီးတော့ဆိုတာစစ်ကောင်စီဘက်ကိုပြောတာကျွန်တော်တို့ဘက်ကနေခင်မီစမ်းပြတဲ့လက်နက်မျိုးစုံနဲ့ဝင်ရင်ကနေပုံကျဲတိုက်ခိုက်မယ်လို့သူကကြိန်းခဲ့တယ်အဲ့တော့ဒီနေ့ပြန်ကြည့်မယ်ဆိုရင်အဲ့ဒီ chain တဲ့အတိုင်းပဲသူကအရသာပြတ်မှတ်တယ်ရောနှစ်ခုလုံးပြတ်မှတ်ထားပြီးတိုက်တာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့ နောက်နမနှစ်ချက်ကတော့နောက်တစ်ချက်နောက်နမနှစ်ချက်ကတော့လေချောင်းပြစ်ကူမှုတောင်းတဲ့အခါမှာဘုံကျဲတဲ့အခါမှာပဲဖြစ် AI strike ပဲဖြစ်လုပ်တဲ့အခါမှာဖြစ်ဖြစ်အရင်တော့ဆိုရင်ထိပ်ပိုင်းကိုသွားပြီးတော့ AI နေပြီးတော့ green light လို့ခေါ်တဲ့မိစိမ်းပြတာကိုတောင်းရတာပေါ့နော်ဒါပေမဲ့ဒီနေ့ဒီချိန်မှာတော့အဲ့ဒီဟာကိုစစ်ကောင်စီဘက်ကဖြေလျှော့ပေးထားတယ်ဒါဖြေလျှော့ပေးထားတယ်ပြီးတော့ time move time move အဆင့်ထိသွားစရာမလိုဘူးတက်မှငိုမြေပြင်မြေပြင်တက်မှမှုတွေကတဆင့်အခုလေချောင်းစစ်ကူတွေဘုံကျဲတဲ့ကိစ္စတွေအလွယ်တကူနဲ့ ခွင့်တောင်းလို့ရတယ်ပေါ့ခွင့်တောင်းဝင်နဲ့ခွင့်တောင်းလို့ရတဲ့အကြောင်းအရာလည်းစစ်ကပို့ပြီးကျယ်ပြန့်လာတယ်နိုင်ငံနဲ့နိုင်ငံနှက်မှာပေါ့ကျယ်ပြန့်လာတဲ့အခါမှာဒါတွေကိုနှိမ်နှင်းဖို့အတွက်ကိုဒီလေချောင်းအကူကိုတောင်းတဲ့အခါကျရင်တို့အပေါ်စီးသွားစရာမလိုတော့ဘဲနဲ့ဒီအောက်ခြေတက်မှမှုတွေအောက်ခြေတက်မှုတွေနဲ့ဒီလေချောင်းစကူခေါ်လို့ရတယ်ပေါ့ကျွန်တော်တို့ပုံမြင်နေရတာလေချောင်းရအကြီးကျယ်တို့သုံးနေတာတွေ့ရတယ်ပေါ့နော်ကြီးတဲ့အားနဲ့တာတစ်ပိုင်းဒါပေမဲ့ချင်းနဲ့မလေချောင်းစကူတောင်းတဲ့အခါမှာထိပ်ပိုင်းကိုသွားစရာမလိုတော့ဘဲနဲ့အလဲပိုင်းနဲ့နေကူလို့ရအောင် ုပ်ပေးနိုင်ဖြေလျှော့ပေးတဲ့မှုတွေရှိတယ်ပါနံပါတ်1အချက်လို့ကျွန်တော်ထင်တယ်နောက်တစ်ခုကနံပါတ်3ချက်ကတော့ pressure ပေးတာပဲအဲ့တော့1980 80ကာလတွေမှာဆိုရင်လည်းအဲ့လိုပဲအရက်ဖက် target တွေပြည်သူပြည်သားတွေကိုအဓိကထားပြီးတော့သူတို့ဖိအားပေးရတယ်နှိမ့်ဆက်ညှဉ်းပန်းတာတွေလုပ်ခဲ့လို့ရှိပါတယ်အခုချိန်ကြီးတွေလုပ်ခဲ့ရှိပါတယ်ဥပမာအပြင်ဆိုရင်ဘကိုးရိုးမမဘကိုးရိုးမမဘကိုးရိုးမမဆိုရင်ရွာပေါင်း40ကျော်အောက်ကိုချတယ်ရွာသားတွေအကုန်လုံး concentration camp လို့ခေါ်တဲ့ကန်ထဲမှာထားတယ်ပြီးတော့နှိမ့်ဆက်ညှဉ်းပန်းတယ်ပြီးတော့တည်င်းပေးလုပ်ခိုင်းတယ် ီးတော့အဲ့ရွာသားတွေနဲ့အပေါ်မှာရှိတဲ့ဘကဘလက်နက်ကင်တွေကိုအဆက်ဖြတ်လိုက်တယ်။ဆိုတော့ဒီလိုအဲ့လိုမျိုးဖြတ်လေးပြတ်လုပ်တယ်ပြီးရင်ရွာသူရွာသားတွေကိုနှိပ်စက်တယ်။စကားအများရန်ပြင်ပြီးမှာရောရှမ်းပြီးမှာရောအများရန်တွေ့ကြရတဲ့ဇာတ်လမ်းတွေပဲပေါ့နော်။ဒါပေမဲ့အခုကျတော့ပို့ပြီးတော့စစ်ကောင်စီအနေနဲ့ဒီလေတဲ့အင်အားရှိလာတဲ့အခါပို့ပြီးဒုက္ခပေးနေတော့တွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီအရက်သားတွေနဲ့ဒီလက်လက်ကင်တောင်းလိုင်းအုပ်စုကြတဲ့မှာသူကအဆက်ဖြတ်စေခြင်းနဲ့တစ်ချိန်တည်းမှာ EDA နဲ့ PDF တွေကိုအဲ့ဒီအရက်သားတွေကအာကူညီနေတယ်ဆိုရယ် ထောက်ကန်နေတယ်ဆိုတော့သိရတဲ့အတွက်ကြောင့်ဒါ EAO နဲ့ PDF ကိုလည်းပြန်ပြီးတော့ PR ပေးတာ CA ရ PR ပေးတယ်လို့ပြောလို့ရတာပေါ့အဲကြောင့် EAO တွေ PDF တွေကိုထောက်ကန်နေတယ်ဆိုတော့သူတွေအဆက်အသွယ်ထားတယ်ဆိုတော့မြို့တွေယူရတယ်အသိမ့်ပိတ်ထားတဲ့မြို့တွေယူရတယ်အဓိကထားပြီးတော့အရတာရောစစ်ဖက်ပြင်မှာကိုဘာမှသူတို့ကူးမဆိုင်ဘူးအကုန်လုံးဘုံကျဲနေတယ်လို့ပြောလို့ရပါတယ်